ဘုန်းကြီးတို့တချင်လေးကတော့အဲဒီတည်စားသလားတော့အများကြီးပဲဆိုထားကြတာလေအဲအရှိမမိုင်ကြီးတို့ရောကိုဖြူပြည့်စုံတို့ရောအဲနောက်ဦးမမင်းတို့ရဲ့ original sound ပေါ့နော်အဲ့လိုမျိုးဆိုတော့ဘုန်းကြီးမြန်မာတန်စင်လေးနဲ့ရောရှက်ပြီးတော့တချန်ဒူးလေးပေါ့အဲတချန်ဒူးလေးထည့်ပြီးတော့ဘုန်းကြီး version ကိုတော့ပြောင်းထားပါတယ်ပေါ့နော်အဲဘုန်းကြီးရဲ့ပထမဆုံးချင်းဆိုတော့ရေးတွေခုတ်တယ်အဲ့ဒါကြီးကလေတော်တော်ရင်ခုန်ရပါပေါ့နော်ရင်ခုန်ရ recording ဘုန်းကြီးတို့တချင်းတော့ခဏခဏဆိုဦးပါတယ်နေရောအဲရန်ကုန်မှာ stage show တွေလည်းဆို ူးတယ်ဒါပေမဲ့ recording မလုပ်ဘူးတာပေါ့နော် recording မလုပ်ဘူးတာဆိုတော့အခုလို့ကိုယ်အတန်ကိုပြန်ကြားရတဲ့အချိန်မှာအဆင်ပြေပါမလားငါအတန်ဆိုရဲအဲ့လိုလေးအဲ့လိုတော့အရန်ဖြစ်တယ် ဂျူးနီယာလည်းတငယ်ချင်းဆိုတော့သူရှေ့ပွဲတွေတော့လည်းပိုးယူခေါ်နှစ်ခေါက်တောင်ရှိပြီပေါ့နော်အဲသူအဲ့လိုသူခေါ်တဲ့ရက်နဲ့ပိုးယူတချင်းသွားဆိုတဲ့ရက်နဲ့အဲ့လိုတိုက်နေတော့အာဒီတစ်ခေါက်ပွဲလေးတော့မဖြစ်မနေပိုးယူလာပြီးပြည်ပြရပါဟုတ်ဟုတ်အဲ့လိုတော့မဟုတ်ပါဘူးအရင်တော့ကလည်းထိုင်မှုပါဈာထဲမှာလေထိုင်ပြီးတော့ဒါတော့အကိုရတကယ်ကျရဲ့ပွဲလေးဖြစ်နေတော့လာပြီးတော့အဝင်ရောက်ပြရပါဟုတ်ပိုးယူတချင်းလေးကတော့အဲဒီကြည်စားသလားတော့အများကြီးပဲဆူထားကြတာလေအဲအရှိမအမိုင်ကြီးတို့ရောကိုဖြူပြေစုံတို့ရောနောက်အဦးမမင်းတို့ရဲ့ ီချင်းနဲ့စောင်းရောပေါ့နော်အဲ့လိုမျိုးဆိုတော့ဘိုးကြီးမြန်မာတန်စင်လေးနဲ့ရောရှက်ပြီးတော့တချံဒူးလေးပေါ့အဲတချံဒူးလေးထိတ်ပြီးတော့ဘိုးကြီးဘာရှင်းကိုတော့ပြောင်းထားပါတယ်ပေါ့နော်အဲဘိုးကြီးရဲ့ပထမဆုံးချင်းဆိုတော့ရေးတွေခုတ်တယ်အဓိကတော့ဘိုးကြီးကတော့ကျူးစားပြီးတော့လေတင်ပေးတဲ့အတိုင်း လိုက်ဆိုရတာပေါ့နော်။ဘာလို့ဆိုဘိုးကြီးဒီအပိုင်းကကြတော့ဘိုးကြီးတိတ်နာမလဲဘူးပေါ့နော်။အာမော်လီချဲငွေကကြတော့သူဘိုးကြီးကို forget ခိုင်းလေလို့ပြရပေါ့နော်။အဲဖေးနေရာမှာဘလူးဆိုဖေးနေရာမှာဘလူးဆိုတော့ဆိုတော့သူအကုန်လုံးတင်ပြီးတဲ့အတိုင်းဘိုးကြီးကတော့လိုက်ဆိုတာပေါ့နော်။ဟိုဒီဒီဒီတချင်းဆိုတဲ့နေရာမှာတော့ဘိုးကြီးက ။ဘာလို့ဘာမှတော့နားမလည်ဘူးပေါ့နော်။သူ့ရဲ့သူ့ရဲ့ flow တိုင်း၊သူကရှေ့မှာကိုယ့်ကိုယ့်ကို flow ချပြီးရေပေါ့နော်။အမကဒီလိုလေးဆိုဘယ်လိုလေးဖြတ်အဲအဲ့လိုမျိုးသူသူတင်ပေးတဲ့အတိုင်းမျိုးရခုတော့စုထားတာပါဟုတ်။အဲ့ဒါကြီးကလေတော်တော်ရင်ခေါ်ရပါပေါ့နော်။ရင်ခေါ်ရ recording ကိုကြီးတို့တရှင်းတော့ခဏခဏဆိုဦးပါတယ်။နေရီရောအဲရန်ကုန်မှာ stage show တွေလည်းဆိုပြီးတော့ဒါပေမဲ့ recording မလုပ်ဘူးတာပေါ့နော်။ recording မလုပ်ဘူးတာဆိုတော့အခုလို့ကိုယ်တန်ကူပြန်ကြားရတဲ့အချိန်မှာအဆင်ပြေပါမလားငါအတန်အဆိုရအဲ့လိုလေး အဲ့လိုတော့အရန်ဖြစ်တယ်အရန် nervous ဖြစ်တယ်ကြောက်လည်းအရန်ကြောက်တာဟုတ်အဲ့ဒါအရင်ခုံတာပေါ့နော်အဓိကတော့အဲ့ဒါအရင်ခုံတာအကောင်းဆုံးတော့ပိုးရိုးရဲ့ group တစ်ခုလုံးကအကောင်းဆုံးတော့အတက်နိုင်ဆုံးအဲ့လိုကြိုးစားထားပါတယ်ဟိုဟိုဟိုဆုံးဖြတ်ရပေးမယ်ဝေဖန်ပေးမယ်ရတော့ပြိတ္တရဲ့အလုပ်ပေါ့နော်ပိုးရိုးရဲ့ဘက်ကနေပြီးတော့ ဝေးတို့မှာရှိနိုင်တဲ့အစွမ်းအစအကုန်လုံးစူးစမ်းပြီးတော့အဲ့လိုမျိုးဒီတခြင်းကိုအားအားထည့်ထားတယ်ပေါ့ဟုတ်အဓိကတော့ပေါ့စီပေါ့နော်ပေါ့စီရဲ့ကောင်းမှုကြောင့်ပေါ့နော်သူကပိုးရိုလေအဲသူ့သူ့တခြင်းလောက်ပါတခြင်းလောက်ပါလို့ပြောတယ်တနေ့လောက်ကြာနေပြီဝေးကဒီ line ကကို line လည်းမဟုတ်တော့လေပြီးတော့ခုနကပြောသလိုပေါ့နော်အဲအရွယ်တခုလည်းရောက်နေပါဖြစ်တဲ့အတွက်လေလုံရင်ကောင်းမလားမလုံရင်ကောင်းမလားဆိုရဲဟိုအများကြီးပေါ့နော်သူကအရန်ပြောတာအမြဲတမ်းတွေးတိုင်း တွေ့အတိုင်းတွေ့အတိုင်းလို့ပြောအောင်လေသူကအမြင်နဲ့လာလေအေးဟိုလေပိုးရေလုတ်ပါပိုးရေရလာပိုးရေလုတ်ပါလုတ်ပါလေအမြင်နဲ့သူကအဲ့လိုပြောနေတော့အဲဟိုတချင်းဆိုမဲဒီတချင်းဆိုမဲသူကအမြင်နဲ့ပြောတယ်ငါနဲ့မလိုက်တော့ဘူးထင်တယ်ငါနဲ့မလိုက်တော့အဲ့လိုတောက်လျှောက်ညင်းနေရ အဲဒါပဲသူ့ကိုတော့ဘိုးကြီးအဲ့လိုမတိုင်ခင်တချို့ဆိုတော့ဆိုအေးဆိုလေးဆိုပြီးပေါ်ပေါ်တန်တန်ကိုပြောပြောခဲ့ပြီးတော့သူအဲ့ဒါကိုမှတ်ထားပြီးတော့နောက်ချောင်မြင်နေပြောတာအဲနောက်ဆုံးကြတော့ခြေစားသလားကြတော့လဲကိုအမြဲတမ်းလဲဆိုပြတဲ့သချင်းလေးပါတယ်ကွာအဲ့တော့ဟိုကိုနည်းနည်းရနေတဲ့သချင်းလေးဆိုတော့ကဲအဲ့ဒါလေးဆိုတော့ဆိုလိုက်မယ်ဆိုလိုက်မယ်လေးပေါ့စီရဲဆိုတော့ဆိုပြသွားတာဟုတ်ပို့ပြီးတော့ကြည်ရပါတော့ခုနပြောသလိုရှိမှတကယ်ကိုစီနီယာလေးပေါ့နော်မိုင်လေးကကိုထက်ခင်းနေဆိုပေမဲ့ကိုရဲ့စီနီယာပဲလေးသချင်းနေရာမှာလေးသူတို့ကပြီးတော့အရန်ပောက်ခဲ့တဲ့သချင်းအာဟိုဟိုမိုင်လေးအ နေနဲ့လည်းတကယ်ကိုအစိုးရကြီးတယောက်အနေနဲ့ဆိုထားခြင်းတွေဖြစ်တဲ့အတွက်ဦးမိုးမင်းတို့ရောဦးမိုးမချက်လည်းအရင်ပေါက်တာလေအဲဆိုဘိုးကြီးအနေနဲ့အရင်တော့ risk များရယ်ပေါ့နော်သူကအဲ့လိုပြောလာတဲ့အချိန်မှာလို့ အရင်တွေးဟာရတော့ဖြစ်တာပေါ့နော်ဒါပေမဲ့လည်းဩဩဒါအမှတ်ဘဝရဲ့အမှတ်တရလေးအနေနဲ့ပေါ့နော်အိုကေလုတ်လိုက်ပါမယ်လေးဆိုပြီးလုတ်လိုက်တာအတက်နိုင်ဆုံးတော့ကြိုးစားထားပါတယ်ဘိုးကြီးဟုတ်အဓိကတော့ဟိုဘိုးကြီးတို့ကမြန်မာအမြတကြံတိုးပါတာဟုတ်တကြံတိုးထည့်ထားဆိုတော့ဘိုးကြီးမြန်မာအကဆရာအာကိုလောင်ဝင်းအောင်ဆိုတာဆုကရေးတရပေါ့နော်ဆရာကိုခေါ်ပြီးတော့တင်ထားတယ်တကြံသချင်းတိုက်တာကိုပဲဘိုးကြီးတို့၃ရက်လောက်တိုက်ပြီးတော့တေးသေးချာချာလေးပြင်ဆင်ထားတာပေါ့နော်ရိုက်တာလည်းအဲ့လိုပဲဘိုးကြီးတို့မြန်မာရင်ကြီးမှုနဲ့ကြိုက်နေအောင်ပေါ့နော်အာဟိုဟိုဟိုမြန်မာထမိန်လေးတွေအဲ့လိုရှမ်းပေါင်းမိလေးတွေ ပစိုးလေးတွေနဲ့ပဲလေအဲ့လိုပျော်ကြည့်လိုက်ရင်ပျော်ရဲမှုလေးရအောင်ရိုက်ထားပါတယ်ဟုတ်ပူရိုမှာတော်တော်ခက်ခဲတဲ့တချင်ကပူရိုကအရန်ခုနပြောတဲ့တချင်းလေးပွေးရုံနဲ့အရန်စိမ့်နေပေါ့နော်ဒီ recording တွင်းရတော့လည်းပွေးကြောက်တယ်တချင်းကားကြတော့နည်းနည်းလေးပြင်မနေတာပါအအဓိကဒူးမချိုးလို့ပေါ့နော်ဒူးမချိုးလို့ဆရာအကတဲ့ချူမဒီသွင်းရောရှွန်းလဲရောရှွန်းလဲရလည်းမကကြပါဘူးချူမဒီသွင်းရလည်းအရက်ရှည်တော့လေအဲသူလည်းတော်တော်စူးစမ်းပါပွေးရုံခုထဲမှာပါတဲ့လူတွေအကုန်လုံးပေါ့နော်ဒီကညီမလေးတရာထက်တူ ဒီဂျူကအပိုးကြီးအကအတွက်လူတော့လေဒီသူ agency ကညီမလေးဝင်ချင်းမိနဲ့တခါတစ်ခုလည်းသူလွတ်ပေးတယ်ပေါ့နော်အဲဆိုသူတို့နှစ်ယောက်တော့လည်း အဲ့မှာရှိရ6ရောင်လုံးကတိတ်ပကတက်ကြတဲ့သူတွေကြီးရယ်ဆိုဘူးတို့အရန်ကျင့်ခဲ့ရပါဘောနော်ပုံမှန်ဆိုတော့တကြံကအတိတ်ပြီးတော့မခက်ခဲပါဘူးအဲဘူးတို့လည်းစနစ်လည်းကြချင်းတယ်အမာရွေးလည်းမပါချင်တာနဲ့ဆရာကိုခေါ်ပြီးတော့တင်လိုက်တာပါဟုတ်ရှင်ကမပြောနေနဲ့တော့ပတ်တံပတာမှဟိုရိုက်နေရင်တယ်လန်နဲ့မူဟိုတကြံတချင်းရိုက်နေအောင်ပျောက်သွားမူကရေးဆိုပြီးဆိုလူတွေကလည်းပြော်ကြတာလေးတယ်မလားပြီးအဲ့တချင်းကလည်းဖွင့်ထားတော့အမအဝုန်လိုက်ကြအဇိုက်ဒါပြောရင်နင်တို့ကတချင်းရိုက်နေတာနဲ့မတူနေမှနင်တို့လည်းကဲနေကြကြနေရပဲရေးဖက်သွား ားကြတော့ပြောနေအဲ့ခွက်ကလေးကြိုင်ပြီးရေပတ် feeling ကဘွေးတို့မလောက်ရတာအရင်ကြာနေပြီလေဘွေးတို့ငငယ်တုန်းကပဲဒီလိုမျိုးလောက်ရတာဆိုတော့အဲတကယ်တကယ်တမ်းကြာတော့အဲ့ခွက်ကလေးကြိုင်ပြီးတော့တယောက်နဲ့တယောက်ရေပတ်ရတာပြောနေရရိုက်ကွင်းမှာဟုတ်ဟုတ်တယ်ဒါဘွေးရဲ့ဘဝရဲ့အမှတ်တရလေးကိုအဲ့တော့ဘွေးတကယ်ချင်းလေးကိုဘွေးရအမှတ်တရလေးနဲ့ခေါ်ထားအဲ့ပြီးတော့မောင်လေးစနေကကြာတော့လေအဲ့သူကမအားဘူးပကံအောင်သွားမှာဆိုတော့သူ့ကိုတည့်ရရိုက် အဲတကြူတီပေါ့တက်တက်တရက်ရိုက်အဲပြီးတော့မှနောက်နေ့ကျတော့ပိုးရိုက်နည်းနည်းလေးတော့ပိုးရိုးပင်ပန်းခံထားတာပေါ့နော်ဟုတ်ပါတာမဟုတ်အဲ့လိုပါလို့ထင်သွားတာလားဟုတ်ဟုတ်အဲ့ location မှာပဲပိုးရိုးတရက်တရက်တက်တက်သွားရိုက်ထားတာသူ့အတွက်ပေါ့နော်အဲ့ဒါလေးပါဖို့အတွက်ဆိုတော့အဲ့လိုလေးစီစဉ်ထားတာဟုတ်တရက်ပဲတရက်နဲ့ကြံကြဟုတ်တယ်ဟုတ်တယ် တကြံမှာလည်းဘုရားတချင်းဆိုပဲရှိပါတယ်လက်ရှိလည်းဘုရားတချင်းလေးတွေဆိုဖြစ်နေရများတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လဲကိုလည်းဩငါလည်းတချင်းတွေဆိုနေရပဲပေါ့နော်တပုတ်လောက်ပေါ့နော်အများကြီးဒီလိုမဟုတ်ဟုတ်နေတော့မှတပုတ်လောက်ကတော့ဘဝမှာအမှတ်တရအနေနဲ့လုပ်ကြည့်မယ်လေးဆိုတဲ့စိတ်ကူးလေးပါပဲဟုတ်အဲ့လိုပြီးတော့မရှိပါဘူးဘုရားတို့ကဝါသနာပါနေရဆိုတော့လေအဲဘယ်အချိန်မှာပဲဘုရားတို့လုံလုံဒီဒီအမှုပညာလောက်ကဘုရားရဲ့အသက်မွေးရအောင်ဝါသနာနဲ့တစ်ထက်ထဲကြတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ဘုရားတို့စိတ်ပျော်ရွှင်ရပါတယ်ဟုတ်ဘုရားတို့ကတော့အဲတက်တက်ကလေးနဲ့မို့လို့ဆိုတဲ့အဟာတော့အမြဲတမ်းပြောတယ်မှဲ့လေးနဲ့တို့ တက်ကလေးနဲ့တို့အဲ့ဒါတော့ပို့အမြင်ကြားနေရတဲ့စကားလုံးလေးပေါ့နော်အဲစကားလုံးလေးဆိုတော့ပို့ဒါပို့ရဲ့ treatment တခုလိုပဲပြောရမှာပေါ့ဟုတ်မမီလွယ်စီတာပေါ့နော်မမီလွယ်စီတဲ့အရာတခုလိုတော့ထင်တယ်ငငယ်တော့မဲ့ကိုမကြိုက်ဘူးဒါမဲ့ အမမီကတော့လုံးဝမဖြတ်ခံဘူးတော့ကြီးလာတဲ့အချိန်မှာတော့အော်ငါဖြတ်ရင်ကောင်းလားဆိုအထူးအထူးရဲ့ဒါပေမဲ့ပြည်သက်တွေကအမေလေးနဲ့ဥမှတ်မိတာချင်များတော့လေကိုယ်မမဖြတ်ဖြစ်တော့တာပေါ့နော်ဟုတ်အဲ့လိုငယ်ငယ်တုန်းကတော့ဖြတ်ဖို့လုပ်သေးတယ်အခုကြီးမသာကြီးမသာမဖြတ်တော့တာဒါပေမဲ့တဒက်ကတော့ဘိုးကြီးစိုက်ကိုစိုက်တာပါဟုတ်ဟုတ်အဲ့လိုလေတဒက်ဘိုးကြီးရဲ့တကယ်တမ်းမျက်နှာကနည်းနည်းမာတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ရည်တဲ့အချိန်သာလေတဒက်ပါတဲ့အတွက်အဲဟိုမျက်နှာချူရဲဖြစ်သွားတာပေါ့နော်အဲ့တော့တက်ပါတာကိုကိုကြီးကြိုက်လဲကြိုက်တယ်ဟို ဘိုးကြီးရဲ့ဟိုလူတွေထင်နေကြတယ်ဘိုးကြီးရဲ့မျက်နှာမာတာကိုပျောက်စေတဲ့အတွက်ဘိုးကြီးကိုယ်တိုင်ကနှစ်သက်တဲ့အရာလေးတခုပါဟုတ်အခုတော့မဟုတ်ဘူးပေါ့နော်ငငယ်တော့ကဘိုးကြီးကအမေကအကြီးပဲပြီးတော့ဘိုးကြီးငငယ်တော့အမေကဒီပန်းလောက်ပါမှဲ့ရှယ်ဆိုကြီးလာတဲ့အချိန်မှာတပြေးပြေးကြသွားလीမှဲ့ရှယ်ငငယ်တော့ကိုယ်တော်မသိပါဘူး तू ကသူ့ကသူရွှေ့တာငငယ်တော့ကြာပါနာဒီနာလောက်ပါဒီနာလောက်မှာအမေကဒါပေမဲ့ဓာတ်ပုံတွေပြန်ကြည့်ရဲ့အချိန်မှာအော်ငါအမေကဒီနာလောက်မှာပဲပေါ့နော်ဓာတ်ပုံတွေကိုငငယ်ကဟိုးငငယ်လေးတော့ ဓာတ်ပုံလေး၃တန်း၄တန်းအဲ့လိုအရွယ်လောက်ကဓာတ်ပုံလေးပြန်ကြည့်ရင်အာမင့်တယ်ပါအဲ့လိုလေရွေရွေသွားတယ်လို့ပြောမယ်အခုဆိုတပြေပြေကြအဲ့လိုမျိုးကမသိဘူးတိုင်မင်ဘူးလေတိုင်မင်ဘူးလေဆရာဝင်ကအောက်မှာအမြင့်တွေရှိရဲ့အတွက်ပြီးတော့သမီးအမေကကြီးလက်ကြီးရဲ့ပေါ့နော်ကြီးလက်ကြီးအောက်မှာအမြင့်တွေရှိရဲ့အတွက်မဖြတ်ပါနဲ့လို့ပြောတယ်အဲ့တော့လည်းမမေနဲ့ပဲတိုင်မင်တာပါဒါပေမဲ့မမေကကြတော့လုံးဝမကြိုက်ဘူးမေ့ဖြတ်တာအော်အဲ့လိုတော့မပြောပါဘူးပိုးရဲ့အမှုပညာအမှုပညာဟိုဘယ်လိုပြောမလဲအလုံးလဲမှတ်စမရဘူး ဟိုဘယ်တော့မှအဲ့လိုမျိုးလေးသူကဟိုဝင်ပြီးတော့ဘယ်ဟာလောက်ပါဘယ်ဟာလောက်ပါတိတ်ပြီးတော့ဘာမှဝင်မနှောက်ရှက်ဘူးပေါ့နော်အမြဲတမ်းအမြဲတမ်းပူယိုပန့်ပူပြီးနေရရှိပါတယ်ဟုတ်ပူယိုခုဒီဟုတ်ဒီကြည်သားစလားဆိုရဲအဲတခြင်းလေးကပူယိုဘဝရဲ့အမှတ်တရပထမအဦးဆုံးတခြင်းလေးဖြစ်တဲ့အတွက်ပူယိုမှာဟိုအခက်ခဲတွေရှိမယ်အဆင်မပြေရရှိမယ်ပြီးတော့နားထောင်လိုက်ရင်ဟိုလေတမျိုးဖြစ်နေလို့ဟိုဟာ ဘယ်လိုပြောရမလဲမကောင်းလို့ထင်လဲပူအတက်နိုင်ဆုံးစူးစမ်းထားပါရယ်ပေါ့နော်အဲပူရတော့ဒါဘဝအမှတ်တရအနေနဲ့အစွမ်းကိုစူးစမ်းထားပါရယ်အဲပူရအချစ်တဲ့စိတ်နဲ့ကြည်ပေးကြပါခွင့်လွှတ်ပေးကြပါနားလည်ပေးကြပါလို့ပြောချင်ပါတယ်ဒီတချင်းလေးကိုနားထောင်ချင်လဲဆိုရင်တော့အဲပွင့်နေဒီမောင် YouTube ကနေနားထောင်လို့ရပါတယ်ပွင့်နေနေဒီနဲ့တက်ဆက်တယ်မောင်အားကြတော့ speech ချတယ်အဲ့ YouTube link လေးမှာလည်းနှာထောင်လို့ရသလို live style protection မှာလည်းအဲ့ page ကနေလည်းနှာထောင်လို့ရပါတယ်ရှင်